ဖုန်းကြီးเจ้าမှာတဲ့ကျွန်တော်ဟိုတွေ့တယ်ကျွန်တော်လည်းနှုတ်မဆက်ဘူးဆိုပြီးတော့ဒါကြီးစိတ်ထဲမှာစိတ်ခုနေတာထင်ပါတယ်ဒါပေမဲ့ပုံမှန်လင်းလင်းပြောလိုက်တဲ့အခါကောင်းသွားတာပေါ့နော်ကိုယ့်ဘက်ကလည်းဖြည့်ရှင်းလို့ရသွားတာပေါ့တကယ်လူမားတာလေဟောလူမားပြီးကြာကြီးကကျွန်တော်စိတ်တွေဆုံးနေဘယ်နှစ်တောင်ရှိနေလဲမသိဘူးပီတိပြောသွားပေါ့ကျွန်တော်မနေ့ကဆိုအဲ့ဒါလေးဘယ်နှခေါက်မှမသိဘူးချိန်မိတာအဓိကပီတိကဘာပီတိလဲဆိုတော့အာတရုတ်ဆောင်ကိုထက်တရက်ပဲကြီးကြီးတဝါပဲကြီးကြီးတစ်နှစ်ပဲကြီးကြီးကြီးတဲ့လူတွေအပေါ်မှာကျွန်တော်ထားတဲ့မေတ္တာတရားမှန်ကန်လို့ပြန်ရလိုက်တဲ့ခံစားချက်လို့ကျွန်တော်မြင်ပါတယ် အေးမော်ကျွန်တော်လည်းအဲ့ဒါပြင်တော့ပြင်ရမယ်အရင်ကျွန်တော်အာဆိုရှယ်ကောင်းတယ်လို့ကိုကိုမထင်သေးဘူးပေါ့နော်ဆိုတော့ကျွန်တော်နောက်တစ်ခုကじゃအရင်ကိုခင်တဲ့လူကိုပျော်တဲ့လူနဲ့ကြာရင်စကားတွေရေပတ်မုံအောင်ပြောပြီးတော့မခင်တဲ့လူကြားလို့ရှိရင်မသိတဲ့လူကြာရင်စနှုတ်ဆက်ဖို့ကျွန်တော်မခက်နေရအဲ့အဲ့ဒါကိုကျွန်တော်ပြင်တော့ပြင်ရမှာပါအရင်ဆိုရှယ်တော့မကောင်းသေးဘူးပေါ့ဒီနေ့ကဒါ program group ကထုတ်လုပ်တယ် အမျိုးမျိုးသာရဝေဇလန်တွေလေးမီဒီယာပရက်ဆိုးလောက်တာပေါ့နော်ဒါ forever ဆိုတာကျွန်တော်ဆော့ဖြစ်လာဖို့အတွက်ကိုမြေတောင်မြောက်ပေးခဲ့တဲ့မိခင်ရင်းမြစ်ဖြစ်တဲ့အတွက်ဒီနေ့ကတော့လာပြီးတော့အာဒီကားထဲမှာရှိတဲ့ငွေချင်းတွေအကုန်လုံးရော producer တွေရော driver တွေအကုန်လုံးလာပြီးတော့အာဝင်းရံတဲ့သဘောပါပဲဟုတ်ဒီကားလေးကကျွန်တော်မပြခင်နေကကျွန်တော်ဒီ teaser လေးကြီးဖြစ်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီ driver အာ driver နဲ့လည်းကျွန်တော်နဲ့အရှိမအာမြစ်တာလေးညင်းတင်းစီသားဆိုတဲ့ကားလေးလည်းရိုက်ထားတယ်နောက်ထပ်ရိုက်ဖို့လည်းရှိနေတယ်ဆိုတော့အာဘာပဲပြော ဒီကားလေးကမထွက်ခင်တည်းကကိုကိုရိုင်းလဲစိတ်ဝင်စားတယ်ပြီးတော့ပါဝင်တဲ့တရုတ်ဆောင်တွေအကုန်လုံးလဲကိုရိုင်းဒါမိတ်ဆွေတွေပေါ်တာတွေကြည့်ပဲဆိုတော့လေအဲဒါဒီကားလေးကိုအာပြတဲ့အခါကျရင်လဲအောက်ပေးမယ်ဒီမီဒီယာပရက်ရှိုးကျရင်လဲကိုရိုင်းလာမယ်လို့တွေးတာလို့ဒါလာရောက်ဖြစ်တာပါဟုတ်အဲမြစ်တာတွေတန်ရောစင်တွေဆိုတာတကယ်တမ်းကြောက်လို့ရှိရင်ကျွန်တော်တို့ကဟိုခိုက်မှာပါတယ် MRT4 Forever Group နဲ့ကျွန်တော်တို့ဖြစ်လာတဲ့မြစ်တာတရားယနေ့ချိန်ကြီးကယနေ့ချိန်ကြီးကမကနောက်ချိန်ရောက်တဲ့ချိန်ကြီးကအများနဲ့ရှိနေအောင်ပါပဲဆိုတော့လေအာဘာပြော ကိုနိုင်တဲ့ဝန်အားလေးနဲ့အာတနည်းအားစားလာပြီးအားပေးရတာကိုကိုကလည်းကျင့်တတ်ပါတယ်ခီးကကျွန်တော်ကဟိုအလုပ်တွေအရင်လုပ်တယ်ကားရိုက်တွေဟိုမနာမနေရိုက်တယ်ပြီးလို့ရှိရင်တော့ကျွန်တော်စိတ်လုကလို့ခီးထွက်ပြစ်တယ်ပေါ့နော်ခီးထွက်ရင်လည်းကျွန်တော်ကစိတ်လုကလို့ပဲနေပြစ်တဲ့သူတယောက်ဖြစ်တဲ့အတွက်အာရက်ရက်ရှည်ဖြစ်သွားတာပေါ့ခီးကတော့ပြောပါကျွန်တော်ဘယ်တော့တော့ပြောတယ်ကန်းကြီးတော့လည်းပြောတယ်အိုဗာစီတော့လည်းပြောတယ်ဟုတ်အဓိကတော့တယောက်တည်းဖြစ်နေရလဲပေါ့ပေါ့ အော်ဘလို့အော်ဘလို့ဟိုကျွန်တော်ကရောက်တဲ့နေရာမှာဟိုဘယ်လိုခေါ်မလဲစိတ်ရောကိုယ်ပါပျော်တတ်တဲ့သူပေါ့နော်အဓိကနောက်တစ်ခုအလုံးလုံးလည်းစိတ်ရောကိုယ်ပါလုပ်တယ်ပြီးရင် gain တွေဆော့မလားစိတ်ရောကိုယ်ပါဆော့တတ်တဲ့သူဆိုတော့အဲအဲ့ဒါကြောင့်နေပါလိမ့်မယ်ဘယ်တော့တော့ကျွန်တော်အတန်ဆုံးပဲခီးတော့ရတာဟုတ်တယ်ဟိုတာကြီးကကျွန်တော်ကိုဒါဖြစ်တတ်ပါတယ်ဟိုအဲဖုန်းကြီးကြောင်းမှာတဲ့ကျွန်တော်ကိုဟိုတွေ့တယ်ကျွန်တော်လည်းနှုတ်မဆက်ဘူးဆိုပြီးတော့တာကြီးစိတ်ထဲမှာစိတ်ခုနေတာထင်ပါတယ်ဒါပေမဲ့ပုံမှန်လေးလေးပြောလိုက်တဲ့အခါကောင်းသွားတော့ဗောနော်ကိုယ့်ဘက်ကလည်းဖြည့်ရှင်းလို့ရသွားတာဗော ခိုင်တိုင်ဖြစ်တတ်ပါလေလူကြီးတွေအဲလူမှားတတ်တာမျိုးရှိရတယ်ဒါကြောင့်ပြောပြလိုက်တဲ့ခါကျတော့အဓိကကိုယ်ရဲ့စိတ်ကိုယ်ရဲ့မြင့်တာတရားကိုတည်တော်တဲ့ခါကျတော့သူ့ဘက်ကသူမှားသွားရဲဆိုတဲ့ feeling လေးဖြစ်သွားတာပေါ့နော်လူမှားတကယ်လူမှားသွားတာတကယ်လူမှားတာလေဟုတ်လူမှားပြီးကြားရဲ့ကျွန်တော်စိတ်တွေဆုံးနေဘယ်နှစ်တောင်ရှိနေလဲမသိဘူးအဲ့ဒါကြားမှာစုံနေသေးတယ်လားပြင်းနေစုံနေစုံနေကျွန်တော်နဲ့အဲ့အမုံရဲ့အလုံးရိုက်တုံးကလည်းကျွန်တော်ရဲ့အမေအမေတော်တော်ကြာပြီဆိုမေ့နေရောက်ခမလာမေ့တာမျိုးဆိုအဲ့တုံးကလည်းအဲ့လောက်ကြီးတာကြီးကဟာဟာဘာမှမရှိဘူး ကွန်ဘာလို့မသိဘူးပေါ့နော်ဒါပေမဲ့အဲ့တုန်းကလည်းဒါပုံမှန်ပဲသူဒီအိုင်းမင်းနေပေါ့နောက်ဒီနောက်တကားထိုက်ရိုက်တယ်ဟိုတလုံးကကျွန်တော်မဟာနဲ့ရိုက်တာဒေါလူပေါင်ဘက်မှာကျတော့အာစင်းနေလည်းများရတယ်နိတူတူကတွေ့ရတာများတဲ့ခါကျတော့တာကြီးစိတ်ထဲမှာသူခံစားရတာလေး feeling လေးကိုပြောပြလိုက်တာပေါ့နော်ဟုတ်အဲ့လိုပြောပြလိုက်တော့ရှင်းသွားတာပေါ့အေးမော်ကျွန်တော်လည်းအဲ့ဒါပြင်လို့မရဘူးအရင်ကျွန်တော်အာ social ကောင်းတယ်လို့ကိုယ့်ကိုမထင်သေးဘူးပေါ့နော်ဆိုတော့ကျွန်တော်နောက်တစ်ခုကကြာအရင်ကိုခင်တဲ့လူကိုပျော်တဲ့လူနဲ့ကြာရင်စကားတွေရေဘက်မှုံအောင်ပြောပြီးတော့ မခင်တဲ့လူကြားလို့ရှိရင်မသိတဲ့လူကြားရင်စနှုတ်ဆက်ဖို့ကျွန်တော်မခက်နေရအဲ့အဲ့ဒါကိုကျွန်တော်ပြင်တော့ပြင်ရမှာပါအရင်ကြီး social တော့မကောင်းသေးဘူးပေါ့နော်ဘာလို့လဲဆိုတော့တကယ်တရုပ်ဆောင်တယောက်တကယ်ဟို influencer တယောက်ဖြစ်နေရဆိုလို့ရှိရင်တော့ဘယ်နေရာမှာမဆို social scale ကိုကောင်းအောင်ပါပေါ့နော်ကျွန်တော်အဲ့အဲ့ဒါတော့လိုတယ်လိုသေးရလို့ထင်ပါတယ်ဒါမီဒီယာရင်းနဲ့ကြာတော့ကျွန်တော်နဲ့ဒါမိသားစုတွေလိုဖြစ်နေပြီဆိုတော့ကြာဘယ်နေရာတွေ့တွေ့ပေါ့နော်အဲ့လိုဖြစ်သွားတာပါအခုကြွေးဆက်ထားကျွန်တော်သိလိုက်ပါတယ်အဲ့ဒါကိုမပြောပြအောင်ဘာလို့လဲဆိုတော့ကျွန်တော်အဲ့အစီအစဉ်တစ်ခုရှိရအဲ့လာဖို့ရှိရ တိတ်မကြနေလာတော့မှာဟုတ်ပီတိပြောသွားတော့ကျွန်တော်မနေ့ကဆိုအဲ့ဒါလေးဘာနှောက်မှမသိဘူးချိန်ပြရအဓိကပီတိကဘာပီတိလဲဆိုတော့အာတရုတ်ဆောင်ကိုထက်တရက်ပဲကြီးကြီးတဝါပဲကြီးကြီးတစ်နှစ်ပဲကြီးကြီးကြီးတဲ့လူတွေအပေါ်မှာကျွန်တော်ထားတဲ့မေတ္တာတရားမှန်ကန်လို့ပြန်ရလိုက်တဲ့ခံစားချက်လို့ကျွန်တော်မြင်ပါတယ်အဲ့ဒါကြောင့်မို့ကျွန်တော်မနေ့ကဆိုရင်အဲကျွန်တော်အကြောင်းဖြေတဲ့ဒီတရုတ်ဆောင်ကြီးတွေရဲ့စကလုံးတွေကိုကျွန်တော်အများနဲ့နားထောင်တယ်ခဏခဏနားထောင်တာဘာလို့ပီတိဖြစ်လို့အာကျွန်တော်တက်တက်လုံးယူတာမဟုတ်ဘဲနဲ့ထားတဲ့လူကြီးမိဘပုံမှာထားတဲ့ အာမေတ္တာတရားမှန်ကန်တော့ကျွန်တော်ရှိပြန်ပြီးတော့ရောင်မြန်ဟတ်တယ်ဆိုရယ်စိတ်လေးကတော်တော်ပီတိဖြစ်မိပါတယ်ဒါလည်းငယ်စဉ်ကမိဘတွေဆုံးမခဲ့တဲ့စကားကိုကိုကအာနာခံပြီးတော့တေချာလိုက်နာလိုက်လို့ဒါဒီလိုမျိုး feedback လေးပြန်ရတယ်လို့ကျွန်တော်ထင်ပါတယ်ဟုတ်အာကျွန်တော်ဒီနေ့တော့ဒါဒါသူများပွဲပေါ့နော်တငယ်ချင်းတွေမိတ်ဆွေတွေရဲ့ပွဲကိုလာပြီးတော့အားပေးတာဖြစ်တဲ့အတွက်အစတော့အဲဒီစကားတွေ interview တွေမဖြေတော့ဘူးလို့ပဲမြေကိုမတွေကိုညီမတွေနဲ့အားလုံးနဲ့တွေ့ရထားမှာမနေနိုင်ဘူးစကားတွေကပြောကျင်တာဖြစ်တဲ့အတွက် အဲစကားတွေပြောပြသွားတယ်အင်တာဗျူးတွေဖြည့်ပြသွားပြောပါတယ်ငါတွေ့ရလာကြပြီဆိုတော့အချိန်စလန်အများကြီးတင်ပါတယ်ကျေးဇူးပါကျေးဇူးပါ